အမျိုးသမီးတိုင်းလက်မခံနိုင်မဲ့ပိုင်တခွန်ရဲ့အချင်းကိုတီးခန့်ကလက်ထပ်ခဲ့တဲ့မန်လင်းမြဖြူအလုံးမဲမကလာပါဗမစ်နောင်းကနေကြိုးစလိုက်ပါတယ်ပိုင်တခွန်ဆိုတာကတော့ချောမော့တန့်ပြန့်ပြီးကိုလုံးကိုပေါက်ကလှတာမို့မြမဖြီအမျိုးသမီးတူကြီးရဲ့နှလုံးသားကိုဖန်ဆားထားနိုင်ပါတယ်တင်းငယ်ရင်းချက်တဲ့အကြည့်တွေတောင်းဖြောင်းပြီးအချိုးဆင်းလာတဲ့ခန္ဓာကိုယ်ကြောင့်ပြိုင်းိုင်းကျတဲ့နှိမ့်စိခန့်ကြီးဆိုရင်လည်းမမပါဘူး။ကပောက်အချောဆုံးနဲ့ရောက်ချောင်းအဖေတဆုံးနဲ့မှလည်းစည်ရင်ဝင်ခဲ့ပြီးတော့ပိုင်တခွန်ဆိုရာနဲ့ကောင်မလေးတွေတသင်းလို့အပေးကြတဲ့မော်ဒယ်တိုးလေးဖြစ်ပါတယ်။ ူသုံးတဲ့အိတ်တွေသူစီးတဲ့ဖက်နှက်တွေကြောင့်ပိုင်နဂွန်အိတ်ပိုင်နဂွန်ဘောင်းမီရဲ့ဆိုပြီးလဲဈေးကွက်ထဲမှာနမဲရတဲ့အထိနမဲကြီးတာပါဒီလိုအရာရာပြည့်စုံပြီးချင်းချမ်းရှိတဲ့ပိုင်နဂွန်မှာသူများတွေနဲ့မတူဘဲကွဲထွက်နေတဲ့အချင်းတစ်ခုရှိပါတယ်လူဆယ်ယောက်မှာတယောက်တောင်မရှိတဲ့အချင်းမျိုးဖြစ်ပါတယ်ဒါကလည်းသူ့ရဲ့ဇနီးဖြစ်သူမလင်းများဖြူကနားလည်ပြီးလက်ခံပေးခဲ့တာပါဒီလိုထိုးချပြီးကွဲထွက်နေတဲ့လူကအချစ်ခံနေရတာကလည်းပိုင်နဂွန်ရဲ့ကောင်းကွက်တွေထဲကကောင်းကွက်တစ်ခုလို့ပြောလို့ရပါတယ်တောင်ယုံမင်းကလေးဆိုမြင်နာနဲ့ကြောက်လန့်ပြီးအမေရောအဖေပါတောက်တောင်းနိုင်တာပါ ပိုင်တကွန်ဟောင်းသူများနဲ့မတူဘဲကွဲထွက်နေတဲ့အချင်းကတော့တရိတ်ဆန်အထူးဆန်းတွေကိုချစ်တတ်တာပဲဖြစ်ပါတယ်။သူများတွေလိုခွေးလေးတွေ၊ကြောင်လေးတွေတွေမကပဲဖားတွေ၊ဘဲတွေ၊ရုံတွေကိုပါချစ်တတ်နေတာမျိုးပါ။ ဘဲရီဆိုရင်လည်းခြံထဲလှုပ်ပေးထားမျိုးမဟုတ်ပဲအဝတ်စားတွေပါဝတ်ပေးထားတဲ့အထိချစ်တာပေါ့လူဘဲမကြိုက်တတ်လို့လည်းပိုင်တကုံမှာတိုက်ကိုနားလည်ပေးပြီးချစ်ပေးတက်တဲ့မက်လင်းများဖြူကိုပိုင်ဆိုင်ထားတာပေါ့ပိုင်တကုံရဲ့ဖားဖြစ်နေတာကြောင့်ဖားတော်ချစ်စရာကောင်းတယ်လို့ပြောနေကြတဲ့သူတွေလည်းရှိပါတယ်ပိုင်တကုံကလည်းဖားကိုရီစားကိုချောတလိုမျိုးချစ်နေတာကြောင့်တချို့တွေကလည်းဖားကိုတော့မနာလို့ဖြစ်နေကြတာပေါ့ ဖားဖြစ်ချင်နေကြတဲ့လူတွေလည်းရှိသလိုဖားကိုကမောင်းချင်းရဲနဲ့ချက်ဆိုင်ရင်ဟင်းကောင်းတစ်ခွက်ရမှဆိုပြီးစားနောက်နေကြပါသေးတယ်။ဒီလိုထူးထူးဆန်းဆန်းချစ်တတ်တာကြောင့်သူ့ရဲ့ fan တချို့ကဆိုရင်တော်သေးတယ်လန်ခွဲလိုက်တာမှန်သွားတယ်ဆိုပြီးစားနောက်ထားပါသေးတယ်။ဖားကကိတ်နေလို့ဖားကိုဘာအစာကျွေးလဲဆိုတာသိချင်နေကြသလုံး ဖားကိုအင်းချီလေးပါဝစ်ပေးပါလားဆိုပြီးပြောနေတဲ့သူတွေလည်းရှိပါတယ်။သူမှဖားတို့ဘဲတို့ယုံတို့တွေမကပဲလက်ကြီးလည်းရှိပါသေးတယ်။လက်အထီလားလက်မလားလို့ခဏခဏမေးနေကြတဲ့သူတွေကလည်းရှိပြန်တာပေါ့။လက်တွေရောစိတ်တွေရောအဆုံရှိနေတာကြောင့်ပိုင်တကောအင်းကိုရောက်ရင်တရိတ်ဆန်ယုံကိုရောက်သွားမှာပဲတော့လို့တောင်စားနောက်နေကြပါသေးတယ်။ ဒါကလည်းစိတ်မဆိုးတဲ့အပြင်သူချစ်တဲ့အကောင့်လေးတွေနဲ့ဗီဒီယိုရိုက်ပြီးသူချစ်တဲ့ပရိသတ်တွေကိုပျောက်ပေးလေးရှိတာပေါ့ဒါရင်ဘယ်လောက်ဆိုတော့မဟုတ်ပါဘူးပုတ်တင်ညိုလည်းရှိပါသေးတယ်ပုတ်တင်ညိုကိုတွေ့တော့ကဆိုရင်မတော်လိုက်ရတဲ့ရောက်ခမကြီးကထထောင်အော်သေးတာပေါ့ဖန်တချို့ကဆိုရင် ပုတ်တင်ညိုလိုထူးထူးဆန်းဆန်းနဲ့မမွေးပဲကျမကိုမွေးပါလားလို့တောင်ခွန်မန့်တွေမှန်ထားပါသေးတယ်ခွေးလေးတွေကိုလည်းအဆုံမွေးထားပြီးတော့သူ့ရဲ့အရင်ကားဆိုရင်တော်တော်ကိုရှာပလာတဲ့ကားဖြစ်ပါတယ် တရိတ်ဆန်တွေကိုချစ်တက်ရုံမကပဲကားတွေကိုပါချစ်တက်တာကြောင့်အမျိုးသားတွေကလည်းပိုင်တခွန်ကိုစုံရင်စိတ်ဝင်စားတက်ကြတာပေါ့ဒါပေမဲ့ပိုင်တခွန်ကတော့ဘဲဆိုရင်အကောင်ဘဲကိုပဲစိတ်ဝင်စားပါတယ်ဒီလိုတမိုကွဲပြားနေလေမလင်းမြဖြူကတော့ပိုင်တခွန်ကိုစိတ်မပြတ်ပါဘူးစိတ်မပြတ်တဲ့အပြင်လက်ထပ်ဖို့အထစ်ကိုဆုံးဖြတ်ခဲ့တာပေါ့ဒါကြောင့်မို့လဲပိုင်တခွန်ကနားလေပေးတက်တဲ့မလင်းမြဖြူကိုချစ်မဝဖြစ်နေရတာပေါ့ ရတထုံနေနဲ့ရောဘိုင်းတကွန်ရဲ့ဘဲအကောင်လေးတွေကိုအချစ်ဆုံးလဲဆိုတော့ပြပြသွားကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးနော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ